ရှင်ဘလော့ချန်နယ်ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှတော့ပရိသတ်တို့ကစာရေးသူကြည်အေးရေးသားထားတဲ့ကြုတ်ပြင်ရွက်သူဆိုတဲ့ဇာတ်လမ်းလေးကို နားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာကတော့ကျွန်တော်နေလေးနဲ့ဆုလိုက်ပါစမဖြစ်ခင်ကမတ်တင်အေးတဲ့ကျွန်တော်တို့ဟာတအိမ်ကျော်နေကအတူကစားခဲ့ပြီဒါပေမဲ့သူ့မိကြီးကမတ်တင်အေးကိုညနေဆောင်လို့မှောင်စပြိုးလာရင်အိမ်မော်ကိုပြန်တက်ခံပြီးတော့ကျွန်တော်ကို သူတို့အိမ်လိုက်လာဖို့လဲ လက်ခံမှာမဟုတ်တာကြောင့်အိမ်ကြီးချင်းဆိုပေမဲ့မခွဲမခွာနေရတယ်လို့မဆိုနိုင်။နောက်ပြီးတော့ကျွန်တော်မှလည်းညီကမောင်နှမတွေများပြန်လာကြောင့်မက်တင်အိမ်နောက်ကိုတဒန်းတန်းလိုက်နေကြတာကအကြောင်းလည်းမရှိလာပါဘူး။ကျွန်တော်ကိုကိုးနေသားချမအမေတို့ကအနားမှာရှိတဲ့မြမစာတင်အကြောင်းကိုပို့ပြီးအဲ့ဒီကြောင့်မှမက်တင်အိမ်ကတုံတန်းမှသာစာတင်လျက်ရှိပြီးတော့မက်တင်အိမ်ဟာကျွန်တော်တို့လာပိုင်းလောက်ကြီးမယ်လို့ထင်ပါတယ်။ကျွန်တော်ဟာဘယ်လိုနည်းနဲ့ရောက်တယ်မသိတနစ်ခန့်ကြောင်းတက်ပြီးတဲ့အခါမှာ မတင်အင်းနဲ့တဒန်းနဲ့စာတင်ရတာတွေ့ရပြီဒါပေမဲ့လေကြောင်းတူတော့အတူပြန်မဖြစ်ရပြန်မေးမတင်အင်းကို သူ့ရဲ့အမေကြီးကမနဲ့လိုက်ဖို့ရုံနေမကောက်ကြောင်းမှာထိုင်ဆောင်နေတာနေ့လေရောက်ရင်တော့အင်းကကမန်းကရန်ပြန်ကသမင်းညိုင်တဲပြီးသမီးကိုကြွေးပြီးတော့သမင်းချိုင်နဲ့ထိုင်ညနေကြောင်းလို့တဲ့ထီစောင့်လာတာမီနေရောက်အင်းတို့ပြန်ကြတာနေ့လေမုံစားလွတ်တဲ့ချိန်မတင်အင်းနဲ့ကျွန်တော်စကားတစ်လုံးနှလုံးတော့ပြောပြင်ရတယ် တက္ကတလီတော့ကစားဝင်ရတယ်။ကျွန်တော်ကအနေငယ်ကျန်းနေထင်ပြီးတော့မတင်အေကိုတွန်းထိုးတပ်ပုတ်တပီးအတူကစားတိုင်းမတင်အာကျွန်တော်ကြောင့်လဲကြတဲ့တာကိုတော့မှတ်မိပါသေးတယ်။ဒီကသူ့မိကြီးကကျွန်တော်ကိုမျက်နှာတင်းနေနဲ့မန်မဲထက်ပြီးတော့ပြီးတော့သူ့သမီးကိုခေါ်ပြီးသူ့နားမှာငင်းငင်းလေးထိုင်စီခဲ့တာ။ကျွန်တော်မတင်အေကိုအနေငယ်ခင်မင်မိတယ်။ကျွန်တော်ဟာညင်းဆဲပြီမဲ့မတင်အေကငိုယူလေးမရှိသူ့အမေကိုချွန်းချွန်းတက်တူလေးလည်းမဟုတ် ကိုနှစ်တိမအွေကိုဘာစေကုနေမလီသူ့မိကအုံလုံးသိမ့်ပေးထားတော့နောက်တွင်စတုံးရဲ့နောက်စီလေးမှာထုံပြီးဆင်ရင်ဆင်ရွေလေးတွေတပွားပွားနဲ့မထုံတတဲ့လူကြီးကလည်းမပြီးကလေးကလည်းမမြင်တဲ့အမွေရလေးနဲ့နေတတ်တဲ့မျက်နှာကိုကျွန်တော်မှတ်မိနေတာမတင်အရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်လှတယ်မလှဘူးလို့ရုပ်တရည်ပြောလို့မရဘူးလို့ထင်တယ်ဒါပေမဲ့ဘယ်လိုနေတယ်ဆိုတာမှန်းဆမိအောင်တော့ပြောပြခြင်းပါလေမတင်အေးကိုရုပ်တရည်ကြည့်မယ်ဆိုရင် အသားဖြူဖြူ ကိုလုံးပြီပြီအရက်ကအနေတော်မျက်လုံးမြက်ပန်ကောင်းပေမဲ့မျက်လုံးတွေကအယောင်ကခမွင်းမွင်းညွညွနေမျက်တောင်တွေကရှေကကော့မနေပဲစိမ့်နေပြီမျက်ခုံးမိကထူတယ်နှာခေါင်းပေါ်တယ်နှာခမ်းအနှင်းငယ်ပြာကျင်ပြီးတော့အသားဖြူရင်နှာခမ်းနေတတ်ပေမဲ့သူဟာပြာမွေးကျင်တာကအံ့ဩစရာလေပင်နဲ့မိအောင်မှာမှဲ့လေးတွေတော်တော်များများရှိတယ်လို့ထင်ပြီးခြုံပြောရမယ်ဆိုတော့အသားမညိုပဲနဲ့ညစ်တက်တက်နိုင်တယ်လို့ဆိုရပါပ အင်ကြီးကိုထူထူဖော်ဖော်ဝိပြင်တာကြောင့်ပျော့စစ်စစ်ရှိပြန်ပြီးလုံကြီးဝိဖို့ရွေးပုံကလည်းပန်းပွင့်တည်တည်ပြပြရောင်စုံနေအစိမ်းတို့အစိမ်းမျိုးကြီးပဲဖြစ်တာကြောင့်ထင်းငနေလင်းငနေရှိတဲ့အပြင်းစင်မဟုတ်တာတော့အမှန်မြန်မာစာတင်အကြောင်းမှာမတ်တင်အေးကဘလောက်ကြာကြာနေတယ်ဆိုတာတော့မှတ်မှတ်မိပဲသူစာခက်ပြပြရှိတာကိုသာတရိယာပြီးတော့မတ်တင်အေးကိုတရိယာရင်ဘိုက်ဘူဘူအင်ကြီးလက်ရှိကြည်ကြည်မမတွေဝတ်တဲ့တူသမီးကိုရင်းအောင်မကွာစောင့်နေသူ့ရဲ့အမေကြီးကိုပါ မျက်စီတွေမြင်လာတာသာရှိပြီးတော့တည်ပြီးတော့လေသတိရလို့ကအရသာမပေါ်တော့ပါဘူးကျွန်တော်သုံးနှမအောင်ငယ်အဲ့ဒီအကြောင်းလေးကထွက်အင်္ဂလိပ်အကြောင်းကိုပြောင်းခဲ့ပြီးအင်္ဂါလည်းပြောင်းခဲ့တာကြောင့်မက်တင်အင်းနဲ့ဝေးခဲ့တာဒီနောက်နှစ်နှစ်လောက်ကြာတော့စစ်ဖြစ်ပြီးတော့မက်တင်အင်းကိုမေးပြောင်းသွားခဲ့တာစစ်ပြီးလို့ရန်ကုန်ပြန်ရောက်တော့1946ခုနှစ်ကျွန်တော်ဟာယူနီဘာစီတီကိုရောက်ခဲ့ပြီးစစ်တွင်းမှာကျွန်တော်ကအလင်းစလိုကြီးပြင်းခဲ့တာ ကျွန်တော်နဲ့ရွေးတူယောက်ျားငယ်မိန်းမငယ်တွေကဒီလိုတလုံးနဲ့ဆိုလိုက်ရုံနဲ့နားလည်မှာဖြစ်ပြီးစေတွင်းကစနေမှာတပတ်တကားဒါမှမဟုတ်တစ်နေ့တကားဖြစ်ပြတယ်လို့ထင်ပါတယ်တကားတလေလူဘဝတစ်ခုလုံးကစေတွင်း24နာရီအသစ်စတယ်မီတကားကုံဆုံးခြင်းကိုရောက်တာရှိတယ်လို့ထင်ပြီးဒီလိုဆိုရင်စစ်မဖြစ်ခင်က အင်္ဂလိပ်ကျောင်းတက်တန်းသားဘိုဂီခွဲလို့ရအောင်မရှိသေးတဲ့ကျွန်တော်1946ခုနှစ်ယူနီဘာစီတီမှာတောင်ကျန်စူးတန်းနေရာကြော်ကြားတဲ့ ကျောင်းသားတွေမှာပါဝင်ပြီးတော့နာမည်ကထင်ရှားလေးရဲ့ရှိခဲ့တယ်။ကောလီကျောင်းရဲ့အကြောင်းကိုပြန်ပြောရမယ်ဆိုရင်အတန်းတက်တဲ့အကြောင်းစာဖတ်တဲ့အကြောင်းစာမီပွဲဖြစ်တဲ့အကြောင်းကျွန်တော်မှပြောစရာမရှိပါဘူး။ပြောစရာရှိတာတွေကိုလည်းပြန်ပြောကျင်တဲ့စိတ်မရှိပြန်တာကလည်းအမှန်။အကြောင်းကတော့အဲ့ဒီအကြောင်းတွေကိုဘယ်လိုလေတန်းနဲ့ပြောရမလဲဆိုတာကျွန်တော်မသိလို့ပါ။ကျွန်တော်ဟာနောင်တတရားနဲ့ဒီလိုတော့ငါမှားခဲ့မိလေချင်းရဲ့လို့သုံးမစကားပွားများလိုခြင်းလည်းမရှိဘူး။ မိုက်မောင်လိုမီးထိုးခြင်းကမဝင်နဲ့ကိုယ်စီပျက်စီးတဲ့ညင်သုံးရင်ကိုလည်းတက်မဲ့ဖွဲတစားချေလိုခြင်းလည်းမရှိကျွန်တော်တို့တသက်ဟာသူတို့ဘာထိန်းချုပ်ကိုလည်းမခံကိုဘသာလေထိန်းချုပ်နိုင်တဲ့တတိကမရှိတတိလည်းမရကိုယ်စီအလိုကိုအစွမ်းကုန်လိုက်ကပျော်ရွှင်နေထင်ကနေခဲ့ကြပြီဒီလိုပဲတူတူလေးပြောကျင်နေစင်စစ်ကျွန်တော်ရဲ့ចောင်းသားဘွားကိုကျွန်တော်ဟာဖန်တီးနိုင်ငံချင်းမရှိဘဲနဲ့ကျုံတယ်လို့ဖြစ်ပြက်ခဲ့တာကို ကိုဝင်တာကိုခန်ကဟန်ကြလာပြီလို့ထင်ခဲ့မိကျင်တာဖြစ်ပြီးတော့ဒီချိန်မှာမတ်တင်အေကိုဘုံဝင်နေပဲတွေ့လိုက်ရတဲ့အဖြစ် မတ်တင်အေကကျွန်တော်ကိုဘေးရစီပရမနဲ့ရောက်မှចောင်းကို ရောက်လာပြီးကျွန်တော်ဘို့အဲ့ဒီတန်းကို ရောက်ဖို့ចောင်းမှာ၅နှစ်မြာနေရတာကျွန်တော်ဟာစာချက်ဖို့မက စာမေးပွဲလည်းမထိုင်ចောင်းဆောင်ကတော့ Twitter ကဒီနေ့ရကဘယ်တော့မှ မခွာတော့မယ်လို့နေခဲ့ပြီးကျွန်တော်တို့တက်တိုက်လုံကတန်လေးတန်းကိုမတိလိုက်မတိပါလား ချပီးရတာရှိပြီလို့ထင်ရတယ်။ကျွန်တော်တို့တွေကမတိုင်မင်ရပါပဲနဲ့စာမေးပွဲစာသင်ခန်းတွေကိုမိလဲကြပြီးလုံးထွေးလုံးထွေးနဲ့တငယ်ချင်းချင်းတိုးလို့သာခင်မင်လာပြီးဒီတစ်ခုကတော့အမျက်ထွက်ခဲ့ပါတယ်။မတင်အေးကတော့1950ခုနှစ်မှာကျောင်းသူတယောက်ဖြစ်လာပြီးသူ့ကိုမြင်မြင်ချင်းမှတ်မိပြီးတော့သူဘာမှပြောင်းလဲခြင်းမပြသူကမြင်တော့စစ်ပြေခြင်းကို အပြစ်ဆိုခြင်းကလည်းမဝင်တယ်လို့ဖြစ်ရပြီးတော့ဘုံကြတယ်လူသေးတယ်ဓမြတိုက်တယ်လူသက်တယ် မီးလောင်နေမရင်းကျင်နေဆိုတာတွေနဲ့ဘလော့ဝေးရမှာဘယ်လိုသွားပြီးတော့နေတယ်လဲလို့မေးကျင်စရာဂျပန်စစ်သားကို သူမြင်ဘူးပါရဲ့လားသူ့ရဲ့ကိုကြီးကိုယ်တော်ဖို့လေကိုနဲ့သမီးတွေက အုံလုံးတင်းနေတာစစ်တွင်းမှာထူးပြီးတော့ကြီးပြင်းစရာမရှိဘူးလားအထင်မှားစရာဒါမှမဟုတ် သူ့မိကသူ့ကိုရင်ဘတ်အောင်မှာထားတာလေးတာလားကိုလေးကိုရောက်တဲ့အခါမှာတော့သူ့မိပါလာခဲ့ပြီတခြားမိန်းကလေးတွေကခုအုပ်နေကိုအခန်းရှာကြ ငါကြပြောကြကြီးဖြစ်ပြီးတော့ကျောင်းသားကျင်းငယ်တို့ကလည်းရှေ့မှာနောက်မှာရှေ့ဝဲကနေမတင်အေးကတော့သူ့အမေကြီးနဲ့ကက်ကဖေတီလက်လက်ကလေးကိုခြင်လို့ကချင်လူအိတ်တလုံးနဲ့ငငယ်တုံးကလိုပဲဆန်ရင်ဆန်ရွေဖပါစပင်နောက်စီတုံးအင်ကြီးထူထူဖပါထမင်းအစင်ပြပြညကုံးတူတူမျက်လုံးညုံမမေနှာခေါင်းပေါ်နှာခမ်းပြချင်းချင်းနဲ့ကြောင်တက်ဖို့လားနေတာသူ့ကိုမမမိเสียဘာမှမရှိဒါပေမဲ့သူကတော့ ကျွန်တော်ကိုလုံးဝမှတ်မိခြင်းမရှိပဲအရှင်ဘွားကတော့မြင်မှုခဲ့တယ်လို့ထင်မှာမဟုတ်ပါဘူးတကလူပြိုရွယ်ဖြစ်လာပြီးမှမျက်လွာရဲရဲမပြည့်နိုင်တာကြောင့်သူ့ရဲ့မျက်လုံးသားတွေကိုရှည်လျားပြီးဆင်းနေတဲ့မျက်တောင်တွေကဖုံးကွယ်လို့ထားပြန်ပြီးကျွန်တော်ကိုရှည်ကြည့်လို့မှတ်မိလို့မှတ်မိညာစင်သာခွင်းကလည်းမရှိတော့ပါဘူးဒါငငငရည်စားกว่าအိမ်လေးချင်းမို့ကြိုက်ဖို့လားအဲ့လိုကျွန်တော်ကတငယ်ချင်းတွေကိုပြောပြနောက်ပြောင်ခဲ့ပြီး ဒါပေမဲ့ तू ကမမမိတော့ဘူးကျွန်တော်ကပုံပြီးတော့ရေးစရာကောင်းတဲ့ပြက်လုံးလေးနဲ့ပြက်လိုက်တာကြောင့်ဘာရင်မဟုတ်ပင်မဲ့ကျောင်းတကားတလီတက်တဲ့တငယ်ချင်းနေစီကမတင်အေးရဲ့တရင်ကျွန်တော်ရခဲ့ပါတယ်မတင်အေးဟာပထမတစ်ပတ်နှစ်ပတ်လောက်တော့အမေနဲ့ကျောင်းတက်ပြီးနောက်မှကျောင်းသူဖော်ရင်းနဲ့လာတယ်လို့ဆိုပြီးကျင်းနေစရာနည်းနည်းတော့ရှိလာပြီပေါ့လေမကြခင်မှာပဲနှစ်ခမ်းစိုးတော်ကိုမြင်ချင်းမြင်ရမယ်ဒီလိုဆိုရင်လှတယ်လို့တော့ပြောလို့ရချင်ရလာမှာ မတင်အေးလောက်မှာအကြစ်မခံမင်းနဲ့နာမည်ကြော်ကြားနေတဲ့မိန်းကလေးတွေကိုကျွန်တော်သတိရမိတယ်။လှတယ်ဆိုတော့လေလူပေါင်းတို့ရဲ့တစ်ချိန်တစ်ခါမှစိတ်ကူးပြုတ်လုထားတဲ့ပစ္စည်းတည့်ရတာဖြစ်တဲ့ပြီးမတင်အေးကိုကြစ်စံမင်းနဲ့စပင်းအလင်းအကွင်းနဲ့အင်ကြီးပါဘောလီ ပုံကြားနဲ့ခုံမြင့်ဖက်နဲ့စိတ်မှဆင်းရဲကြည့်တော့မရပါဘူး။သူ့မိကြီးနဲ့ကက်ပြီးတော့ခက်ကုတ်ကုတ်တာလာတာမတင်အေးကိုနောက်တနေ့လောက်ကြာတော့ရေးစားစားပေးမိတယ် အကြောင်းရင်းကိုတော့အခုတည်းလည်းစဉ်းစားလို့မရသေးပါဘူးမတင်အေးကိုပိုးပန်းသူရဲလို့ရှိတယ်ကိုတတိယပြီးတော့သူ့ဘဝမှာကျွန်တော်ပြီးတဲ့စာသာရေးစားစာရဲလို့သူ့မှာတင်းစည်းစရာရှိချင်ရှိမယ်ကျွန်တော်ကဒါကိုတနာစီပေါ်လို့ရလို့မစိုးနိုင်တာတော့အမှန်ကောက်ကြည့်ရုံမာခြင်းတို့စတာလည်းမဟုတ်မတင်အေးကိုကောင်းစားပါစေလို့နေ့စဉ်မြစ်တာမပို့ပေမယ့်ပြည့်စည်သွားတော့ကိုတော့မြင်လို့ခြင်းတော့မရှိပါဘူး ဒါကိုရေးစားပဲလို့ပြောမိတာကိုကြေလည်အောင်ဆက်လို့တဲ့သဘောပေါ်လင်မိလေသလားလို့လည်းတွေးမရပြီကျွန်တော်ရဲ့အစားကဒီလိုပုံစံจิตတော်မတ်တင်အေးကျွန်တော်ကိုမှတ်မိသလားတန်တရာလက်မှာစစ်မဖြစ်ခင်ကအတူတူနေဘူးတဲ့ညို့ထွန်းလေကျွန်တော်ဒီမှာတော့ညို့ဦးလို့နာမည်ပြောင်းထားတယ်ကျွန်တော် BSC ယူထားတယ်မနစ်ကမဖြစ်ဘူးဒီနေ့လေအောက်တန်းမှာပဲပေါ့မတ်တင်အေးကိုကြောင်းရောက်လာတဲ့ရတွေ့တယ်မှတ်မိတယ် ကျွန်တော်ကတော့မှတ်မိပုံမရဘူး။မျက်နှာချင်းဆိုင်တွေ့တာတော့သိပုံမရဘူး။သတိထားမိလားမသိဘူး။တခုပြောကြရှိတာပြောပြသေး။မတ်တင်အေကိုငငယ်ကလေးကချစ်ခဲ့တာလေ။အဲ့ဒါမယုံနိုင်ဘူးဆိုတော့အခုချစ်တာကတော့ယုံပါ။မိစွေဟောင်းအနေနဲ့ဖြစ်ဖြစ်စတော့ပြန်ရေးပါအောင်နော်။ကျွန်တော်ရဲ့စာမှာမုသာဝါဒဘလောက်လွတ်တယ်ဆိုတာကတော့အားလုံးကသိပြီးသားဖြစ်မှာ။ကျွန်တော်ဟာတတိယလို့စာအောင်နားလေးမှာချိန်နိုင်ပြီး SCR နေ့မှာ ကျောင်းစင်းကြီးတနေ့လာခဲ့မယ်လို့ဆိုလိုက်တယ်။စောင့်နေခန်းနေတယ်။ကျွန်တော်သွားတော့သွားပါတယ်။မတ်တင်ကြီးကအခန်းရှိမှရင့်နေပြီ။ကျွန်တော်ကိုပြောပြီးတော့မှတ်မိလာကြောင်ပြောလာတယ်။သူ့ကိုလာကြုံကုန်ရတဲ့သူ့မိကြီးကိုပြောလာကအမေဒါကုညိုထွန်းလေကျမတို့အိမ်ပြီးရလေငငယ်တော့ကနေပြီးနောက်ပြောင်းသွားတာမှတ်မိလား။ကောင်းကောင်းမမှတ်မိပါဘူးဟဲ့။အော်အမေကလေဝင်းတော့ဥပညိုသားလေ။အော်အေးမှတ်မိပြီမှတ်မိပြီ။ ကျွန်တော်အကြောင်းကပြုံးကနေထွက်ခဲ့ရပြီးတော့အပြင်ရောက်မှဘေးရစီအောင်တော့ပြီးစင်စစ်သားတယောက်ပဲဖြစ်အလုံးနဲ့အကိုင်းနဲ့အင်ဒရီရတော့မှတွဲရတာဘယ်လိုဘယ်လိုနဲ့တင်ငိနေဘွားရောက်လာပြန်လဲဆိုတာလေရှင်းလင်းရခက်ပြန်တယ်ဘယ်လိုနဲ့နေတဲ့တွင်းစုံကိုကြက်ရောက်နေသည်ဖြစ်စေလူငယ်ဘဝမျော်မှန်းယုံကြည်တဲ့အချစ်ဆိုတဲ့ကျေးခွင့်ရဲ့မရေရာတဲ့နှိတ်တုပ်လင်းတဲ့တေရောင်မြင်ဟာသင်ကိုမြင်လို့တွေးလေရှော့ကြလာပြီးလက်ကမ်းခုံပင်ပြီးခဲ့တယ်လို့ထင်ပါတယ်ဒါကြောင့် ဘသူကပါဆိုဆိုလှပစမ်းကြီးရုံးနေရမထင်တဲ့အနက်အိပဲကိုရှာစရာအတိတ်ရှိတဲ့မျက်နာတကွက်ရဲ့နောက်ကောက်ကောက်လိုက်ခဲ့ပြီးကျွန်တော်ဟာလူပွားမှာအေးအေးတက်တာနေနိုင်မှုကိုရှာကြံလျက်သားရှိခဲ့တယ်။မတင်အေးကိုသူ့မိချင်းနဲ့အเจ้าမှာထားခဲ့ပါတယ်။သူ့အเจ้าကိုဇနီးတဲ့နဲ့ပြောင်းနှောင်းလို့တော့ကျွန်တော်မပြောမိပါဘူး။ဒါပေမဲ့ကျွန်တော်ချစ်တော်ကောလီအเจ้าတို့ပြန်ရောက်သေးတယ်။အဆောင်အတင်မှာမျက်နာတကလေးလေးကိုတွေ့ရပြီး ကိုယ့်တက်ကိုသတိထားလာရတယ်။ ကိုဟာကြောင်းရောက်ကစားလူငယ်တငယ်မလေးတွေအရွယ်မှာဟုတ်ပါလေစားဒီနောက်ကိုတန်းကလူများဆရာဆရာမများဖြစ်နေတွေကိုတွားပြီးတော့တွေ့ရတယ်ကျွန်တော်တငယ်ချင်းဟောင်းတချို့ကစာမေးပွဲစောင့်ဖို့တွားတယ်လို့သိရတာအံ့ဩရပြီစာမေးပွဲကစောလာချင်လားလို့ဆိုတော့အထက်တဲကြကျောင်းမှာအတန်းတက်ခွင့်မရတဲ့သူတွေစာရေးစာကြည့်လုပ်လို့အသက်မွေးရင်စာမေးပွဲ ဖြေဆိုသူတွေအဖို့စိုးတဲ့စာမေးပွဲရှိတယ်ဆိုတာသိလိုက်ရတယ် လာရကျိုးနဲ့အောင်တွားတော့တွေ့စေခြင်းနဲ့ဆိုက စာမေးပွဲစစ်ရာကိုရစ်တည်ရစ်တည်လာခဲ့စေမတ်တင်အေးကိုတွေ့ရတယ်။လုံငယ်သော၆နှစ်ကြောင်းရောက်စာဒါမှမဟုတ်သူ့ကိုမှတ်မိသမျှကလေးဘွားအရွယ်ကလို မတ်တင်အေးကဆန်ရင်ဘဝစတုံးနောက်ဝေးထုံလို့မျက်ခုံးမေးထူထူအပြည့်အစုံတတွေမတင်တွေ့ရပြီးတော့အသက်ကြီးသွားပုံကိုမတိမတာသိမဲ့ရပြီးသူ့ဖြည့်တဲ့စာမေးပွဲမှာအိုင်အေဒုတိယနှစ်တွေဖြစ်တယ်လို့သိရပြီးပြီးတော့သူ့မိကြီးက ဘိုက်ဘုံဖုန်နဲ့ဖဲကြီးတလက်ဂျိုင်းညာညက်ကလှေကားအုပ်ကုန်မှာထိုင်ဆောင်လို့နေသေးတာပြန်လာရင်လည်းကျွန်တော်တစ်ချိန်လုံးစဉ်းစားတာက မတင်အရာဒီလိုចောင်းစာချက်စာမေးပွဲဖြစ်ဆန်ရင်ဘဘနဲ့ဘလောက်ကြာကြာနေမလဲမသိပြီးတော့သူသမီးကိုစောင့်တတ်တဲ့ဘိုက်ဘုံဖုန်နဲ့သူ့မိကြီးလည်းဘယ်တော့အခါမှတေးမေမသိပရိသတ်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူကြည်ရေးသားထားတဲ့ကြောက်ပြင်ရွက်သူဆိုတဲ့ဇလန်လေးပဲဖြစ်ပါလေ။ ဆက်လက်ပြီးတော့လေခုလိုမျိုးရသဆောင်ဇလန်းကောင်းများစွာကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စော့မြော်နာစင်အားပေးကြပါဦးများပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့စီးပွားလက်လာပါများတိုးတက်ကြပါကြပါစေဗျာ